စစ်ကောင်စားမရောက်လာရင်ရှေ့ရကြတရုတ်ခရီးစဉ်တွင်နိုင်ငံတော်အဆင့်နဲ့ပုဂ္ဂလိကအဆင့်စီမံကိန်းခုနှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါတွေထဲမှာမီဒီယာဝါဒဖြန့်ချီရေးကနေအသေးစားစီးပွားရေးလုပ်ငန်းတွေထိပါဝင်ပေမဲ့အဓိကအကျဆုံးနဲ့အငင်းပွားပွဲအကောင်းဆုံးကတော့အခြေခံဆောက်အုံနဲ့အဝေးပြေးလမ်းမကြီးစီမံကိန်းပါ။အထင်ရှားဆုံးဥပမာအနေနဲ့ပြောရရင်တရုတ်မြန်မာအိန္ဒိယသုံးနိုင်ငံကိုဆက်သွယ်မဲ့ကမ်ပိုက်တီမြစ်ကြီးနာပန်ဆောင်ဝေးပြေးလမ်းမကြီးစီမံကိန်းပါ ဒီစီမံခန့်ရဲ့လမ်းပိုင်းအများစုဟာကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဖျက်သွားမှာဖြစ်ပါတယ်။အထူးသဖြင့်မြစ်ကြီးနားပန်းဆောင်လမ်းပိုင်းဟာ KIA တပ်မဟာနဲ့လှုပ်ရှားရာတနိုင်းဒေသကိုဖျက်ဖောက်ရမှာဖြစ်လို့စစ်ရေးတင်းမာမှုတွေအချိန်မရွေးပောက်ကွယ်နိုင်တဲ့ခြေအနေမှာရှိနေပါတယ်။ဒီစီမံခန့်တွေရဲ့နောက်ကွယ်မှာတော့စစ်တပ်ကြောထောင်းနောက်ခံပြုရွှေတန်လွင်ကုမ္ပဏီနဲ့တရုတ်ဆိုရပိုင်း CCCC ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့ CIEC တို့လိုကုမ္ပဏီကြီးတွေပါဝင်နေပါတယ်။ CAEC ဟာအာနာမတိုင်ခင်ကလေးကမန္တလေးမူဆယ်လို့အရေးပါတဲ့လမ်းမကြီးစီမံကိန်းတွေကိုရရှိထားတဲ့ကုမ္ပဏီဖြစ်ပြီးအခုစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမတိုးချဲ့လိုက်တာဖြစ်ပါတယ်